မန့်ကိုဖြေးပါနော်ဆိုတော့ဒီမှာလေဘာလဲတိုင်းပြည်နဲ့ကျွန်မဖွင့်လို့တော့မရအောင်နော်အာတိုင်းပြည်နဲ့လူထုကိုကာကွယ်ရမယ့်တပ်တွေတဲ့ပြည်သူလွတ်တော်ထဲမှာဝင်ထိုင်နေတဲ့ကာလပတ်လုံးဆိုတော့လွတ်တော်ဝင်ထိုင်တဲ့ပမာဏကတော့များတယ်လို့တော့ကျွန်မပြောလို့မရပါဘူးရှင်များတယ်လို့ပြောလို့မရပါဘူးဟို25ရာခိုင်နှုန်းဆိုတော့ဥမာလွတ်တော်တစ်ခုလုံးပေါင်းရင်6ဟာ6ဟာကျော်ရှိတာပေါ့နော်6ဟာကျော်မှာပြည်သူလွတ်တော်မှာအဲတက်က9 130 အမျိုးသားလွှတ်တော်မှာ56ရောက်ဆို166ရောက်ပေါ့နော်ပြည်အောင်စုလွှတ်တော်မှာအဲသို့တော်လည်းတိုင်းနယ်ပြည်နယ်တွေမှာလည်း25ရာခိုင်နှုန်းရှိရှိတာဖြစ်ပါတယ်ရှင်အဲ့ဒါဘာလဲဆိုရင်လို့ရှင်ကျမကတော့အဲ့ဒါကိုအင်ဒိုနီးရှားမော်ဒယ်နဲ့သွားရမယ်လို့ကျမသတင်းစာရှင်းလင်းပွဲမှာလည်းကျမဖြေခဲ့ပါတယ်ရှင်ဖြေခဲ့ပါတယ်ဘာလဲဆိုဒီလိုပဲလှုပ်ခဲ့ရတာတွေလှုပ်ခဲ့ရတဲ့နိုင်ငံလှုပ်ခဲ့ပြီးတော့တဖြည်းဖြည်းနဲ့မှ တက်ကနေဟိုဒီနိုင်ငံကြီးကနေတဖြည်းဖြည်းထွက်ခွာသွားပြီးတော့မှအောင်မြင်တဲ့နိုင်ငံလို့ပြောလို့ရှိရင်တော့အင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်ရှင့်အတခြားနိုင်ငံတွေမှာလည်းထိုင်းလည်းဒီလိုရှိပါတယ်နော်ထိုင်းလည်းအခုတတိထိုင်နေတော့မယ်ပေါ့နော်အင်ဒိုနီးရှားလည်းထိုင်ပြီးတော့ထွက်သွားပြီပေါ့နော်အကျွန်မပြောချင်တာဘာလဲဆိုဒါတွေကပေးထားချက်အခြေအနေတွေဖြစ်ပါတယ်ဆိုလို့ရှိရင်တက်ကိုမေးလို့ရှိရင်လည်းကျွန်မဘယ်ဘက်မှမလိုက်ပါဘူးနောက်ပြည်သူလူထုကလည်းကျမတို့မြန်မာနိုင်ငံအရေးကိစ္စဖြစ်တယ်ဆိုတော့ကျမဘယ်ဘက်မှလိုက်ပြီးဖြေတာမဟုတ်ဘူးဆိုတော့ရှင်တက်ကိုဘယ်တော့ လွတ်တော်တွေကထွက်มาလဲလို့မေးလို့ရှိရင်တက်ကလည်းပြန်မေးလိမ့်မယ်အဲ့ဒါဆိုရင်တိုင်းရင်သားလက်နက်ကင်တွေတော့လက်နက်ကင်ပြီးတော့မှစန့်ကျင်နေကြတဲ့ဒီလက်နက်ကင်ပြိပက္ခကိုလုံနေကြတဲ့တိုင်းရင်သားလက်နက်ကင်တွေရောဘယ်တော့လက်နက်ချมาလဲဘယ်တော့လက်နက်စွန့်มาလဲလို့ပြန်မေးပါလိမ့်မယ်ရှင်ဟိုတစ်ဖက်ထဲကြည့်လို့မရပါဘူးတက်ကိုပဲလက်ညှိုးထိုးလို့မရဘူးကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်ဥမာဒါပါတော့အမေရိကန်လိုဒီမိုကရေစီအင်္ဂလန်လိုဒီမိုကရေစီနဲ့ကျွန်တော်တို့ကပန်းသီးနဲ့လိမ်မော်သီးကျွန်တော်တို့က ရှင်လို့မရဘူးပေါ့နော်ပန်းသီးနဲ့လိမ်မော်ဒီရှင်လို့မရဘူးအရှင်လို့မရဘူးပန်းသီးနဲ့လိမ်မော်ဒီလိုပဲတူတလုံလုံးနဲ့မတူဘူးနောက်ခုလုံးကတော့အသီးပဲအဲသို့တော်လဲတူလားဆိုမတူဘူးဒီမိုကရေစီတော့ဒီမိုကရေစီပဲဒါပေမဲ့အမေရိကန်ဒီမိုကရေစီမှာအဲသူတို့ရဲ့လွှတ်တော်တွေထဲမှာတက်ကမရှိဘူးเนาะအင်္ဂလန်မှာလည်းအဲ့လိုပဲသူတို့ရဲ့လွှတ်တော်တွေထဲမှာတက်ကမရှိဘူးအဲဆိုပြန်ပြောလို့ရတာဗာလဲဆိုရင်သူတို့မှာရောပြည်တွင်းလက်နက်ကိုင်ပြိပက္ခရှိလား ဖြည့်ရင်းမအားဟိုဒီဒီလက်နဲ့ကင်ပြီးတော့မှအစိုးရကိုစန့်ကျင်တိုက်ခိုက်နေတဲ့ resistance force တွေပေါ့နော်အစိုးရကိုစန့်ကျင်တိုက်ခိုက်နေတဲ့တော်လန်ပုံကန်နေတဲ့လက်နဲ့ကင်အဖွဲ့တွေရှိလားပေါ့ဆိုလို့ရှိရင်အမေရိကန်မှာလည်းမရှိပါဘူးအင်္ဂလန်လိုမျိုးပေါ့နော်ဒီဒီတကယ်ငြိမ်းချမ်းတဲ့တိုင်းပြည်တွေမှာအဲ့ဒါနဲ့ကျမတို့တကယ်ဟိုပါပေါ့တရားရာဂိုင်တို့ငြိမ်းချမ်းနေတဲ့တိုင်းပြည်နဲ့ကျမတို့လိုမျိုးတိုင်းပြည်နဲ့ဟိုဟိုလိန်မော်သီးနဲ့ပန်းသီးရှင်တယ်လို့ရှင်လို့မရပါဘူးရှင်အဲ့ဒါလေးတော့ကျမအပြည့်ဖြစ်ပါတယ် ။ဒါကျမဟိုတခြားမှာလည်းတခြားဟွာပေါ့နော်တခြားအင်တာဗျူးတွေမှာလည်းကျမဖြေဘူးပါတယ်ရှင့်။အဲကျမတို့တက်ကိုသွားရမလို့ဘူး25ရာခိုင်နှုန်းတက်ကလွတ်တော်ထဲမှာပါခြင်းနဲ့နိုင်ငံရေးမှာပါခြင်းနဲ့ဆိုရင်ပါပါစေ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံအတွင်းမှာလက်နက်ကင်ပြိပက္ခတွေရှိနေသေးရောတက်ကလွတ်တော်တွေကဒီမထွက်ဘူးလို့ပြောထားတာဖြစ်ပါတယ်ရှင့်။ဆိုလို့ရှိရင်အဲ့ဒါလေကျမတို့ကမေးရမှာတက်ကဘရော့ထွက်မှာလဲဆိုလို့ရှိရင်တိုင်းရင်းသားလက်နက်ကင်နေလဲဘရော့လက်နက်စွန့်မှာလဲပေါ့န ော်ဆိုလို့ရှိရင်လက်နဲ့ကင်နေကြတဲ့သူတွေလက်နဲ့ကင်ပြီးတော်လာနေကြတဲ့အဲသူတွေလည်းဘယ်တော့လက်နဲ့ဆွတ်မှာလဲဆိုတာကျွန်တော်တို့မေးရမှာဖြစ်ပါတယ်ရှင့်